္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။လာရှုံးမှာတန်ချက်ကတက်ခရဲတရင်ဆက်သွေးရင်တရင်အမှတ်240စနစ်နဲ့တရင်စစ်တပ်ခေါက်ခွင်းတို့ကိုထပ်မံသိမ်းပိုက်လိုက်ပါတယ်။ကြောင်းမဲမိုးကုန်နဲ့မိုးမိတ်မြို့တိုက်ပွဲတွေအတွင်းမှာစစ်တုံးပန်း20ဦးနဲ့လက်လက်80ကျော်ကိုဖမ်းဆီးရမိတဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့လာရှုံးမှာတန်ချက်ကတက်ခရေးတရင်ဆက်သွေးရေးတရင်အမှတ်240စစ်လက်နဲ့တရင်စစ်တပ်ခေါက်ကွင်းလို့ကိုမနစ်ကထပ်မံသိမ်းပိုက်လိုက်ပြီး တန်ချက်ကကားနဲ့လက်လက်ခရံအများအပြားကိုရရှိခဲ့လို့ BBL ကသတင်းထုတ်ပြန်ပါတယ်။ဇူလိုင်လ29ရက်နေ့နဲ့ဇူလိုင်လ28ရက်နေ့တို့မှာမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်တမန်ဒီရီနဲ့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBL တို့ပါဝင်တဲ့မဟာမိတ်တပ်ပေါင်းစုကလာရှိုးမြို့အခြေစိုက်ဆက်သွယ်ရေးတရင်တန်ချက်ကတိုက်ခရေးတရင်အမှတ်240လက်နဲ့တက်ခွဲနဲ့တက်မတော်ဂေါကွင်းတို့ကစစ်ကောင်စီတပ်တွေကိုအပြေးတိုင်တိုက်ထုတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီသတင်းထုတ်ပြန်ချက်အရ တိမ့်ပတ်ရရှိမှုတွေမှာတန်ချက်ကကားနဲ့ဆက်လက်နဲ့ခဲရန်အများအပြားပါဝင်လာကိုလည်းတွေ့ရပါတယ်ရှင်ဆက်လက်ပြီးတော့ရှမ်းပြည်နယ်ကြောက်မဲမြို့မိုးမိတ်မြို့နယ်မန္တလေးတိုင်းမိုးကုတ်မြို့တို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်စီကလက်နက်80ကျော်နဲ့စစ်တုံးပန်20ဦးကိုတိမ့်ဆဲဖမ်းဆီးရမိခဲ့တယ်လို့ TNL ကတရားဝင်ပြောကြားလိုက်ပါတယ်။ကြောက်မဲမြို့မှာတောင်းတက်မတော် TNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတပ်မ71ခမရ901တပ်စခန်းကလက်နက်38လက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုတင်ဆက်ရမိခဲ့လို့လည်းသိရပါဗျ။ဒါအပြင်မိုးကုတ်မြို့အနောက်ပိုင်းကဖြူအောင်ကုန်းကနေထွက်ပြေးလွတ်မြောက်သွားတဲ့အကြက်ဘက်စစ်ကောင်စီတပ်သားတွေကိုတောင်းတမတော်တရနယ်လေးကလိုက်လံရှင်းလင်းရာမှာစစ်တုံးမှန်း20ဦးကိုဖမ်းဆီးရမိပြီးပြီး လက်လက်ခရံ23လက်ကိုတင်ဆက်ရမိတယ်လို့လည်းသိရပါဗျ။မုံမိတ်မြို့မှာလည်းလက်ကြံအကြက်ဖက်စစ်ကောင်စီတပ်စခန်းတွေကိုတောင်းတက်မှာတော့ TNL ကလိုက်လံရှင်းလင်းရမှာအကြက်ဖက်စစ်ကောင်စီတပ်လုံခြုံရေးကုန်းကတနက်ရှိလက် RPG တလဲငကြင်းမြစ်တလဲအပါဝင်လက်လက်23လက်ကိုတင်ဆက်ရမိခဲ့လို့လည်းသိရပါဗျ။ မွန်ပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါမွန်ပြည်နယ်တင်စင်းရဲ့မြို့ပေါ်နဲ့ကြိုက်ထိုမြို့နယ်ကကြေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ကိုဝန်ဆောင်မြို့သမီးတူပါဝင်ပြည်သူ၉ဦးဟာသေဆုံးခဲ့ရလို့ KNU ဘဟုကသတင်းထုတ်ပြန်ပါတယ်။ဂျွိုင်းလာ၂၂ရက်နေ့နေ့လယ်၁၂:၄၅လောက်မှာအကြမ်းဖက်စစ်တပ်အမှတ်330အမြောက်တရင်စခန်းကတင်စင်းရဲ့မြို့ကရက်ွက်တွေတဲကိုလက်နက်ကြီး၁၀လုံးနဲ့ပစ်ခတ်ခဲ့ရမှာ လူနေရက်ွက်တွေအတွင်းကိုကြောက်ရောက်ပောက်ကွဲသွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုပောက်ကွဲသွားမှုကြောင့်တင်စရဲ့ရွာလေးရက်ွက်ခုနှစ်လမ်းမှာနေတဲ့နဲ့အသက်48နှစ်အရွယ်ရှိတဲ့ကိုလေးစစ်သူကိုဝန်လေးလလွယ်ထွက်ရတဲ့အသက်55နှစ်အရွယ်ရှိတဲ့မက်ကြီးကြီးလင်းတို့ဟာလက်လက်ကြီးကြီးထိမှန်တေဆုံသွားခဲ့ရပြီးအသက်52နှစ်အရွယ်ရှိတဲ့မက်ရှင်ဝေလီမှလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါဒါအပြင်တင်စရဲ့ကအကြက်ဖက်စစ်ကောင်စီလောက်ခံရက်စကန်ကိုလည်း တော်လဲအင်အားစုကပျောက်ကြားပြစ်ခတ်တိုက်ခဲ့ပြီးအဲ့ဒီရဲစခန်းကအရတားပြည်သူတွေပေါ်ရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခဲ့ခဲ့တာဖြစ်တယ်လို့လည်းဒေသနေပြည်သူတွေကပြောပြပါရယ်လာတော့ဇူလိုင်လ23ရက်နေ့မှာလဲကြိုက်ထုံမြို့နယ်ကြောက်တန်းလေးရွာအနီးမှာစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ တော်လဲအင်အားစုတွေကမနေ့9နိုင်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီနောက်ကြိုက်ထုံမြို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်အမှတ်600ရက်နဲ့ဒုံးတရင်က ပြင်းကုန်ကုံရွာတဲကိုရွေချက်ရှိရှိလက်နက်ကြီးနဲ့လေလုံပစ်ခတ်ခဲ့ရမှာလက်နက်ကြီးကြက်ရပောက်ကွဲသွားမှုကြောင့်အရက်သားပြည်သူ9ဦးဟာသေဆုံးသွားခဲ့ရပြီး9ဦးဟာဒဏ်ရာရှိခဲ့လို့လည်းသိရပါပါတယ်ရှင်။ဒီတစ်ခါမှာတော့ ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကစင်ကူးမြို့တွင်ဆက်စည်ဗီဒီယိုမှတ်တမ်းကိုဇူလိုင်လ29ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ဇူလိုင်လ18ရက်နေ့မှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကစင်ကူးမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေအားလုံးနဲ့စင်ကူးမြို့ကိုအပြည့်သက်သိမ်းပိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာစင်ကူးမြို့နယ်ဟာအကြမ်းဖက်စစ်ကောင်စီတပ်သားကင်းစင်တဲ့မြို့နယ်တစ်ခုဖြစ်လာပြီးစင်ကူးမြို့ဟာလည်းပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကမန္တလေးတိုင်းတွင်ပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့မြို့ဖြစ် ်တမိုင်းမှတ်တမ်းတနင်္ဂနွေတာလည်းဖြစ်ပါတယ်။စင်ကူးမြို့နယ်အတွင်းစစ်စင်ရေးတွေမှာစစ်တုံးပန်းအများအပြားကိုဖမ်းဆီးရမိခဲ့ပြီးလက်လက်ခရဲအများအပြားလည်းသိမ်းဆည်းရမိခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်စင်ရေးတွေမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဘက်ကထိုက်တဲ့ပေးဆက်မှုအချို့ရှိခဲ့ပြီးအသက်ပေးလိုခဲ့ရတဲ့ရဲဘော်တွေကိုဥညွတ်အလေးပြုမှတ်တမ်းတင်အပ်တယ်လို့လည်းမန္တလေး PDF ကပြောပါရတယ်။အကြက်ဖက်စစ်တပ်ကစင်ကူးစစ်စင်ရေးတွေမှာလေကြောင်းတိုက်ခိုက်မှုတွေကိုဆင်ဆက်မပြတ်ပြုလုပ်ခဲ့တာကြောင့် မြို့နယ်ဧရိယာတွေအရက်သားပြည်သူနေအိမ်တွေထိခိုက်ပျက်စီးခဲ့လို့လည်းသိရပါတယ်ရှင်။လာရှိုးဝသတင်းတပုတ်ကိုကြည့်အောင်ပါ လာရှိုးမြို့မှာ MNDA တပ်ဖွဲ့ရဲ့အထူးအုပ်ချုပ်ရေးဒေသတည်ရဲစခန်းကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြည်သူလုံခြုံရေးအတွက်စတင် တာဝန်ယူလှုပ်ဆောင်နေကြရလို့လည်းသိရပါဗျ။လက်ရှိအချိန်မှာတော့လာရှိုးမြို့တွင်ကင်းလက်မှုတွေကိုမဟာမိတ်လုံခြုံရေးတပ်ဖွဲ့တွေကတိုးမြင့်လှုပ်ဆောင်နေပြီးလူရဲခိုးယူမှုအပြုတ်မှုကိုထပ်မံတွေ့ရှိရင်ပြင်းထန်စွာအရေးယူမှာဖြစ်တယ်လို့လည်းအသိပေးထားပါဗျ။ဒါအပြင်ဆက်နရိတ်ကပြက်လက်မှုစေဝါထောက်ပတ်မှုစတဲ့အခက်အခဲတွေကြုံတွေ့လာရင်လည်း MND တပ်တွေစီကအကူအညီတ ောင်းခံနိုင်ပြီးမဟာမိတ်တပ်တွေကလည်းပြဿနာကိုကူညီဖြေရှင်းပေးမှာဖြစ်တယ်လို့ MNDA တပ်ဖွဲ့ကအသိပေးပြောဆိုထားပါတယ်။ဒါအပြင်လာရှိုမြို့နယ်ကမြစ်ရထားဘူဒာယုံကို MNDA တပ်တွေကသိမ်းပိုက်လိုက်တယ်လို့လည်း MNDA ဘက်ကပြောပါရရှင်။ဆက်လက်ပြီးတော့ လာရှိုးအချင်းထောင်ကနေလွတ်မြောက်လာတဲ့ပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌဦးထွန်းထွန်းဟင်ပါဝင်နိုင်ချင်းနေရာကျော်ကိုပြည်သူ့ကာကွယ်အဖွဲ့ပကဖလာရှိုးနဲ့တော်လဲအင်အားစုတွေကစောင့်ရှောက်ထားရလို့ NUG ကာကွယ်ရေးဝန်ထမ်းကဥမောင်ဆွေကတင်းထုတ်ပြန်ထားပါရယ်လက်ရှိမှာလာရှိုးထောင်ကနေလွတ်မြောက်လာတဲ့နိုင်ငံရဲ့အချင်းသားတွေဟာသက်ဆိုင်ရာမိသားစုတွေနဲ့အဆက်အသွယ်မရရှိသေးပဲမိသားစုတွေဟာသူတို့ချစ်ခင်ရသူတွေနဲ့တွဲဆော်စကားပြောဆိုခွင့်ရရှိဖို့အတွက်စောင့်ဆိုင်းနေကြဆဲဖြစ်တယ်လို့လဲဆိုပါရယ် လက်ရှိမှာလားရှုံးမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေပြီးတိုက်ပွဲဖြစ်ပွားမှုအချို့လည်းရှိနေတယ်လို့သိရပါဗျ။လားရှုံးအကျဉ်းထောင်ကနေလွတ်မြောက်လာခဲ့တဲ့နိုင်ငံရေးအကျဉ်းသားလည်းဖြစ် NLD ဘိုးလုံမှုဆောင်လည်းဖြစ်ပြည်သူ့လွတ်တော်ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးထွန်းနှွန်းဟင်ကိုစစ်ကောင်စီကရသက်သက်ကြီးပုံမှ130ကကြီးနိုင်ငံတော်တစ္ဆာဖောက်ဖျက်ပုံကတ်မှုရသက်သက်ကြီးပုံမှ120နဲ့ရသက်ကြီးပုံမှ905က ပုံမှန်905ခါလို့နဲ့စစ်ကောင်စီကထောင်ဒဏ်33နှစ်ကိုမတရားချမှတ်ထားခဲ့တာလည်းဖြစ်ပါတယ်။အသက်85နှစ်အရွယ်ရှိပြီဖြစ်နေတယ်။ဥထုံးတော်ဟင်ဟာ2020ရွေးကောက်ပွဲမှာရှမ်းပြည်နယ်နောင်ချိုမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြင့်အနိုင်ရရှိထားသူလည်းဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်မှာစစ်ဘေးရှောင်လာတဲ့ကလေးငယ်တွေဟာဝမ်းရောကစတင်ဖြစ်ပွားနေပြီးအသက်အန္တရာယ်ရှိလာမှာကိုစိုးရိမ်ရလို့ဒေသတွင်းသတင်းမြင့်တွေစီကနေသိရပါဗျ။ကျွမ်းလာပထမပတ်ကနေစတင်ကရခိုင်ပြည်ပုံနာကျွန်းမြို့နယ်မှာစစ်ဘေးရှောင်ကလေးငယ်တွေဝမ်းရောကဖြစ်ပွားနေတာဟာ ကောင်းမွန်လာခြင်းမရှိဘဲအခုအချိန်ထိဝမ်းရောကဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ကုညီကဲစိလောက်ကန်နေသူတွေကပြပြပါရယ်ခလေးငယ်တွေဝမ်းရောကဖြစ်ပွားမှုနှုံမှာစားဖြစ်ခါစားနဲ့နှိုင်းရှင်ရောကြတာမျိုးမရှိဘဲလက်ရှိဝမ်းရောကဖြစ်ပွားမှုနှုံဟာ စစ်ပေးဆောင်ကလေးငယ်သုံးပေါ်တပုံခံတော်ဖြစ်ပွားနေပြီးရာတီတုတ်ကွေးလည်းဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်ပေးဆောင်ပြည်သူတွေဟာတန့်ရှင်းမှုမရှိတဲ့ပတ်ဝန်းကျင်မှာနေထိုင်နေရပြီးတန့်ရှင်းတဲ့တောက်သုံးရေမရရှိတာတို့ကြောင့်အခုလိုဝမ်းရောကဖြစ်ပွားနေရခြင်းဖြစ်တယ်လို့လည်းသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်။ကျမများပါ။